လူတွေကတော်တော်ဆက်စုကြတဲ့တဘာတွေပြတယ်လားလူသားတွေရဲ့ဒီဆက်စုတဲ့တဘာဝ curiosity ဟာလူသမိုင်းတိုးတက်မှုရဲ့အဓိကမောင်းနေရလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဗျ။ဘာကြောင့်ဒီလိုဖြစ်တာလဲ။ဘာလို့ဒီလိုမဖြစ်တာလဲ။စတဲ့ဆက်စုတွေစိတ်တွေကြောင့်ပဲကျွန်တော်တို့ဟာတက်ရှိတွေရဲ့ဖြစ်ပေါ်မှုသဘောတရားတွေကိုလေ့လာနားလည်လာတယ်။ယောဂဗျာတွေဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေပိုးမွားသည့် ori တွေကိုသိလာတယ်။အသက်ငယ်ကာကွယ်ဆေးတွေကိုတီထွင်နိုင်ခဲ့တယ်။ ြောရမယ်ဆိုရင်တော့မဆုံးဘူးဗျာအဲ့တော့လူတွေရဲ့ဆက်စုစိတ်ဟာဒီကျွန်တော်တို့ကဘာကြီးကိုပြောင်းလဲစေပြီးတော့ယနေ့ခေတ်သိပ္ပံနဲ့နှီးပညာတိုးတက်မှုတွေရဲ့အရင်းမြစ်လို့ပြောမယ်ဆိုရင်လည်းမမားဘူးပေါ့ဗျာခွဲစိတ်ပညာရဲ့သမိုင်းကိုလေ့လာခြင်းအပိုင်း16ကနေပြီးတော့ကျွန်တော်တို့ပြန်လည်ကြိုးစားပါတယ်အဲ့တော့ဒီဘိုင်းမှာကျွန်တော်တို့ဘာတွေဆွေးနွေးမလဲဆိုတော့ခွဲစိတ်ပညာတိုးတက်မှုသမိုင်းကိုအဟံတာ ဖြစ်စေခဲ့တဲ့အနာပိုးဝင်ခြင်းကိစ္စတွေကိုလုံးဝပြောင်းလဲဖြစ်စေမယ် ရေးကြီးဆုံးတွေ့ရှိချက်တစ်ခုလို့ပြောရမယ်ဒီပုံမွား theory ကိုဘယ်လိုစပြီးတော့တွေ့ခဲ့တယ်လဲဘယ်သူတွေကဥဆောင်ခဲ့တယ်လဲဘယ်သူတွေကအကောင့်ထဲပေါ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာသွားကြမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမလေ့လာခင်မှာဒီမျက်စိနဲ့မမြင်နိုင်တဲ့ပုံမွားလေးတွေကိုစပြီးတော့မြင်နိုင်အောင်လို့စူးစမ်းပြီးခဲ့တယ်ဒီပညာတွေကိုလည်းကျွန်တော်တို့ပြန်လည်လေ့လာဖို့လိုပါတယ် ကျွန်တော်တို့ကဘာမှာမျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေအများကြီးရှိပါတယ်။အဲ့ဒီပိုးမွှားတွေကိုအရင်တော့ရှေ့မှန်းအောင်မသိခဲ့ပါဘူး။အဲ့တော့ယောဂါတွေဖြစ်ပေါ်နေဆိုတာမကောင်းတဲ့လေတွေကြောင့်ဖြစ်တယ်၊ဓာတ်ကြီးလေးပါမညီမျှတာတွေကြောင့်ဖြစ်တယ်စသဖြင့်ဤပေါင်းစုံနဲ့ theory ပေါင်းစုံကြီးစိုးနေတဲ့ကာလမှာအနုကြည်မှန်ဘလူးလေးတွေရဲ့ခန်းကန်တာလေတကယ်ကိုရေးပါခဲ့ပါတယ်။အဲ့တော့အနုကြည်မှန်ဘလူးတွေရဲ့သမိုင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့တွေ့ရှိချက်တွေအများကြီးတွေ့ရမှာပါအဲ့တော့ရှေ့အကြဆုံးကိုပြန်ကြည့်မယ်ဆိုရင်တော့ပြအမှန်ဘလူးသမိုင်းကလွန်ခဲ့တဲ့နှစ်ပေါင်း၄တောင်လောက်ကတရုတ်ပြည်မှာစတင်ခဲ့တယ်ဆိုပြီးတော့တချို့မှတ်တမ်းတွေအားဆိုကြပါတယ်ချောင်းဖူမင်းဆက်ခေတ်ကတရုတ်လူမျိုးတွေဟာရေမှန်ဘလူးလို့ခေါ်တဲ့အရာကိုအသုံးပြုခဲ့ကြတယ်တဲ့ပိုင်လုံးထဲမှာရေကိုလိုတလောက်ဖြည့်ပြီးတော့အဆ900လောက်ထိချဲ့ကြည့်နိုင်ခဲ့တယ်ဆိုတော့ဘလောက်တောင်အရောစရာကောင်းလိုက်လေပေါ့နော်အဲ့ဒါပေမဲ့ တဟယုတ်ဒီရဲ့ခြေကားပြောဆိုမှုလဲထည့်ပြီးတော့စဉ်းစားဖို့လိုတာပေါ့ဗျာအဲသူတို့ပြီးတဲ့အချိန်မှာတော့ဒီ green နဲ့ယောမခစ်ပေါ့ဗျာအဲ green လူမျိုးတွေကလည်းဒီစီးပညာမှာအသုံးပြုနေတဲ့စကလုံးတွေရတော်တော်များများဟာလည်း green စကလုံးတွေဖြစ်နေတော့ဒီမှန်ဘလူးလို့အဓိပ္ပာယ်ရတဲ့ microscope ဆိုတဲ့စကလုံးကိုလည်း green တွေပဲနာမည်ပေးခဲ့ကြတာပါအဲ green ယောမလူမျိုးတွေဟာဒီကျွန်တော်တို့နှစ်ဖက်ခုံးမှန်ဘလူးတွေကိုအသုံးပြုပြီးတော့တံရတွေကိုတော့မှ ကျွန်တော်တို့မီးမြတ်ပြီးတော့ကုတာခဲ့ကြသေးတာပေါ့ဗျာအဲအဲ့ဒီနီးစနစ်ကိုကျွန်တော်တို့ငငယ်တုန်းကလည်းစော့ခဲ့ဖို့ပါတယ် MM Blue Gun တစ်ခုနဲ့ကျွန်တော်တို့နေအောင်ကြီးရဲ့အလင်းရောင်ကိုစုလိုက်တဲ့အခါဘူထွက်လာပြီးတော့မီးလောင်စေတာပေါ့ဗျာအဲ့ဒီကိစ္စကိုကျွန်တော်တို့စာရွက်တွေကိုမီးရှို့တယ်အဲကြောင်းကန်းနဲ့အတန်းနဲ့မှဆိုလဲနေအောင်ကြီးကိုစုပြီးတော့ကောင်မလေးတွေဇပင်လေးတွေပြက်ကြတော့အောင်လှုပ်တယ်အဲ့ဒါမျိုးတွေကျွန်တော်တို့ဆော့ခဲ့ကြတာပေါ့ဒါမှမဟုတ်အဲ့ဒီခေတ်တုန်းကတော့ဒီဒီမန်ဘလူးတို့အလင်းရောင အတုသုံးတာတော့အမှန်ဘလူးနှစ်ခုသုံးတာတော့မရှိသေးဘူးပေါ့ဗျာအဲ့တော့အဲ့ဒီနောက်ပိုင်းနှစ်ပေါင်း1900လောက်ကြာတော့မှဒီအီတလီနိုင်ငံတက်စကနီမှာမြန်မာကိုဒီထွင်ခဲ့ကြတာပေါ့ဗျာအဲ့ဒီတော့မြန်မာနေရတော့ဒီနှာခေါင်းမှာခြေတဲ့မြန်မာလေးတွေပေါ့နေရွက်မှာခြေတဲ့ဒီဇိုင်းမျိုးမဟုတ်ဘဲနဲ့ပြောရရင်တော့ဒီအနီးကြီးသမားတွေအတွက်တော့ပိုအဆင်ပြေမဲ့မြန်မာဒီဇိုင်းမျိုးပေါ့ဗျာအဲ့တော့အဲ့ဒီဒီထွင်မှုကလည်းတကယ်လူသားတွေအတွက်တော်တော်လေးအဆင်ပြေတဲ့ကိစ္စဖြစ်သွားတာပေါ့ဗျာ တော့ခစ်တစ်မှန်ဘလူးတွေပေါ်လာတာတော့16ရာစုနှောင်းပိုင်းတော့မှာပဲလို့ပြောလို့ရတယ်ဗျအဲ့တော့16ရာစုနှောင်းပိုင်းကာလမှာတခြားပညာတွေရောဗျခစ်ဆန်းချိန်ရောက်လာတာပေါ့ဒေကူးစိစိတ်တန်းတွေကလည်း online ချင်းလိုက်တွေပေါ်လာတာပေါ့ဗျအဲ့ပထမဆုံးမှန်ဘလူးကိုတော့1990လောက်မှာနယ်သာလန်နိုင်ငံက Hans နဲ့ Zachariah Jensen လို့ခေါ်တဲ့မြန်မာလူသား၂ယောက်ကစပြီးတော့ဒီထွင်ခဲ့တာပေါ့ဗျာသူတို့ကလည်းဒီမှန်ဘလူးတွေအများကြီးကိုဒီပိုက်လုံး တစ်ခုလည်းထည့်ပြီးဆန်းတက်ကြည့်လိုက်တဲ့အချိန်မှာကဘာပေါ်မှာပထမအဆုံးလို့ပြောလို့ရတယ်။မန်ဘလူးကိုတီထွင်လိုက်မိပါရောဗျာ။သူတို့တွေ့ရှိခဲ့တာကတော့ဒီမန်ဘလူးတစ်ခုတည်းနဲ့ချဲ့ထားတဲ့ပုံကိုနောက်ထပ်မန်ဘလူးတစ်ခုနဲ့ထက်ချဲ့လို့ရတယ်ဆိုတော့အတိကိုသူတို့ရှာဖို့တွေ့ရှိသွားတာပေါ့ဗျာ။အဲအဲ့ဒီနောက်မှာတော့ဒီကေကျွန်တော်တို့တီးပီးသားဖြစ်တဲ့ပညာရှင်ကြီးတွေထပ်ပေါ်လာတာပေါ့ဗျာ။ 1669ခုနှစ်မှာဒီအင်္ဂလိပ်လူမျိုး Robert Hooke လို့ခေါ်တယ်။ပညာရှင်တယောက်ပေါ်ထွက်လာတယ်ဗျ။သူကတော့အဲ့ဒီမှန်ဘလူးတွေကိုအသုံးပြုပြီးတော့မျက်စိနဲ့ကြည့်ဖို့မလွယ်တဲ့မှတ်ကလေးတွေပိုးကောင်းလေးတွေစတာတွေကိုမှန်ဘလူးနဲ့ကြည့်ပြီးတော့သူ့ရဲ့နာမည်ကျော်တဲ့ Micrographia ဆိုတဲ့စာအုပ်ကြီးကိုထုတ်ဝေလိုက်တာပေါ့ဗျာ။အဲ့ဒီထုတ်ဝေမှုကလည်းတကယ်ကိုမဟုတ်ချင်းကိုနာမည်ကိုကြီးသွားတာပေါ့။အဲ့တော့အဲ့ဒီသူကပဲဝိုင်ပလင်းနေမှာပလင်းမှာစို့ထားတဲ့ cock ပေါ့ဗျာ။ဖော်တော့ပေါ့။ ဲ့ဒီ account box လေးကိုမှန်ဘလူးမှာကြည့်ပြီးတော့ sell ဆိုတဲ့စကားလုံးကိုသူကစပြီးတော့အသုံးပြုခဲ့တာပေါ့ဗျာ1695မှာတော့ကျွန်တော်တို့တည်ပြီးသားဖြစ်တဲ့ Andrew Van Leeuwenhoek လို့ခေါ်တဲ့ Dutch ထဲကုန်းတွေကဒီမှန်ဘလူးလုပ်ငန်းကိုနောက်တစ်ဆင့်ကိုထပ်ပြီးတော့မြင့်ပေးနိုင်တဲ့စနစ်တွေကိုတည်ထွင်ခဲ့တာပေါ့ Leeuwenhoek ကဒီကေဘေးစဝန်သားစရာ ကောင်းတဲ့ပုံကူတယောက်ပဲဗျာသူကဒီအနုစီပါပိတာ microbiology ရဲ့ ဖခင်တို့တော်တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ပုံကိုတရားပေါ့ဗျာ Living Hope ကို1632ခုနှစ်မှာဒီ Netherlands နိုင်ငံ Gulf မြို့မှာမွေးဖွားခဲ့ပါတယ်သူရဲ့အလုပ်ကံရတော့ဗျာအထဲကုံတွေလှုပ်တာပေါ့သူကအဲ့ဒီအထဲကုံတွေလှုပ်တဲ့အချိန်မှာဒီအထဲတွေရဲ့ချင်းမင်းအည်သွေးကိုစစ်ဆေးဖို့အတွက်မှန်မလူတွေကိုအသုံးပြုရာနေပြီးတော့ဒီမှန်မလူလောက်တာကိုတအားစိတ်ဝင်စားသွားပြီးတော့အဲ့ဒီဘက်ပိုင်းကိုဒီချာလေးအထူးပြုပြီးလေ့လာခဲ့တဲ့ပုံကူတရားပေါ့ဗျာအဲ့တော့ living hawk ကအဲ့ဒီ ဲ့ဒီခေတ်ကအခြားသိပ္ပံပညာရှင်တွေတုံးတယ်မှန်မလို့ကွန်ပေါင်းမိုင်းမိုက်ခရိုစကုပ်တွေနဲ့မတူဘဲနဲ့သူကိုယ်တိုင်လှုပ်ထားတဲ့တစ်ချက်သေးသောမှန်ဘလူးပေါ့နော် single lens microscope အမျိုးအစားပေါင်း900နီးပါးသူကိုယ်တိုင်လက်နဲ့ပုတ်တိုက်ပြီးတော့ဒီထွင်ခဲ့တာပေါ့ဗျာသူ့ရဲ့မှန်ဘလူးတွေကရိုးရှင်းတဲ့ပုံစံရှိပေမဲ့ဒီအစ200နဲ့ပြီးတော့250လောက်ကြီးချိန်နိုင်တယ်ဗျနောက်တစ်ခုကတော့အဲ့ဒီခေတ်ကတခြားမှန်ဘလူးတွေလည်းပို့ပြီးတော့ကြီးလင်ပြတ်သားတယ် ပုံရိပ်ကိုပေးနိုင်ခဲ့တာပေါ့ဗျာဒါကြောင့်မို့သူကတခြားသူတွေမမြင်နိုင်သေးတဲ့အရာတွေကိုစပြီးတော့မြင်တွေ့ခဲ့တာ ဖြစ်ပါတယ်အဲ့ဒီတုန်းကအများစုအသုံးပြုကြရတဲ့ဒီ compound microscope တွေမှာမှန်ဘလူးတွေအများကြီးပေါင်းစပ်ထားတဲ့အတွက်ဒီပုံရိပ်ဖောက်ပြန်မှုလို့ခေါ်တဲ့ aberration တွေအများကြီးဖြစ်ပေါ်တာပါတယ် chromatic aberration လို့ခေါ်တဲ့အကြောင်းမမှန်တာတွေလည်းဖြစ်စီတာပေါ့နော်အဲဒါပေမဲ့ living hawk ရဲ့တခုတွေတော့ simple lens တွေမှာကျတော့ဒီလိုပုံရိပ်ပြက်တာတွေအများကြီးယွတ်နေတာပေါ့ဗျာ အကြီးချဲ့နိုင်စွာအာ magnification ဘိုင်းမှာနည်းနည်းနိုင်ပေမယ်သူ့ရဲ့ပုံရိပ်ကြည့်ရင်ပြသမှုတွေကတော့ဒီ compound lens တွေတဲ့အများကြီးပုံပြီးကောင်းတာပေါ့ဗျာသူ့ရဲ့ကိုယ်ပိုင်မှန်ဘလူးတွေကိုအသုံးပြုပြီးတော့ပတ်ဝန်းကျင်ကအရာဝတ္ထုမျိုးစုံကိုစူးစမ်းနေတာပေါ့ဗျာသူကမိုးရေတွေ၊ကန်ရေတွေသူ့သွားရဲ့ခြားထဲကအစအနာလေးတွေကိုစစ်ဆေးကြည့်တဲ့အခါမှာဒီမျက်စိနဲ့မမြင်ရတဲ့သေးငယ်တဲ့တက်ရှိလေးတွေအများအပြားရေကူးနေတာကိုပထမဆုံးစပြီးတွေ့ခဲ့တာပေါ့ဗျာအဲ့ဒီသေးငယ်တဲ့ သက်ရှိလေးတွေကို animal cue ဆိုပြီးတော့ထိတ်ဆန်လေးများဆိုပြီးတော့နာမည်ပေးကြတာပေါ့ဗျာအားအတွက်တော့ဒါသဘာဝလောကကြီးဒီထဲမှာအံ့ဩစရာတွေတဲကအံ့ဩစရာအကောင်းဆုံးတွေဒီရစ်ဆက်လေးထဲမှာတောင်းချီတဲ့သက်ရှိတဲ့ဘဝလေးတွေလှုပ်ရှားရေကူးနေရတာကိုတွေ့ရတာမြေမှုသွမြထဲမှာဒီအတရာဆုံးမြင်ဝင်တစ်ခုပဲဆိုပြီးတော့သူစာအုပ်ထဲမှာသူရေးခဲ့ပါတယ်ဟုတ်ပါတယ်သူဟာဘက်တီးရီးယားနဲ့ပရိုတိုဇိုးဝါကိုပထမဆုံးတွေ့ရှိခဲ့တဲ့ပုံကိုကြီးပဲဖြစ်ပါတယ်။နောက်ခုကတော့သူဟာ လူတွေနဲ့တရိတ်ဆန်တွေရဲ့တုပ်ရည်ကိုဆွဆွကြည့်တဲ့အခါမှာဒီအမီးပါတဲ့လှူရှားနေတဲ့တင်းငယ်တဲ့အကောင် PC လေးတွေကိုတွေ့ခဲ့တာပေါ့ဗျာအဲ့ဒါဟာဒီကဘာမှာတုပ်ပိုးစပမ်ကိုပထမဆုံးမြင်တွေ့ပေါ်ပြခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီရှာဖို့တွေ့ရှိမှုဟာမျိုးပွားခြင်းဆိုင်ရာအယူအဆတွေကိုလည်းတော်လန်ပြောင်းလဲစေခဲ့တာပေါ့ဗျာတခြားသောသူရဲ့ရှာဖို့တွေ့ရှိချက်တွေကတော့ဒီ သွေးကြောတွေထဲမှာသွေးလက်ပတ်မှုတွေကိုမြင်ခဲ့ရတယ်။သွေးနေဦးလေးတွေကိုပထမဆုံးအသေးစိတ်ဖော်ပြနိုင်ခဲ့တာပေါ့ဗျာ။ဒီကြွတားမြင်နေရဲ့အစင်းညောင်းဖွဲ့စည်းပုံတွေကိုလည်းသူတွေ့ခဲ့တယ်။နောက်ခုကတော့ဒီပိုးလောင်လန်းလို့ခေါ်တဲ့ Maggot ဆရာ Podinius generation လို့ခေါ်တဲ့မတော်တဆပေါက်ဖွားခြင်း theory ကိုစန့်ကျင်ပြီးတော့ပိုးလောင်လန်းတွေဟာရင်ကောင်ဥတွေကနေပေါက်လာတာဖြစ်ကြောင်းသူရဲ့အနုကြည်မှန်ပြောင်းတဲ့လေးလံမှုတွေကနေပြီးတော့ထောက်ခံခဲ့ပါသေးတယ်။ ဒါပေမဲ့သူကဒီဘာသာစကားတိတ်မရဘူးပေါ့ဗျာပြောရရင်တော့လက်တင်နဲ့အင်္ဂလိပ်စကားကိုမကျွမ်းကျင်ပေမဲ့သူရဲ့လေးလံတွေ့ရှိချက်တွေကိုဒီမိခင်ဘာသာစကားဖြစ်တဲ့ဒီ dash ဘာသာနဲ့ရေးသားပြီးတော့လန်ဒန်တော်ဝင်အသင်းပေါ့နော် Royal Society of London ကိုနှစ်ပေါင်း50နီးပါးပုံမှန်စာတွေပို့ခဲ့ပါတယ်အဲ့တော့အစာပိုင်းမှာတော့သူရဲ့ပေါ်ပြချက်တွေဟာတကယ်ကိုအရန်ကိုအံ့ဩစရာကောင်းလွန်းတော့ဒီတော်ဝင်အသင်းကတန်လျာဖြစ်ခဲ့ကြပြီမဲ့နောက်ပိုင်းမှာတော့သူရဲ့စမ်းသပ်မှုတွေဟာ တိကျမှန်ကန်တယ်ဆိုတာအတိမပြုတ်ခဲ့ပြီးတော့သူလည်း Rise Society ရဲ့အဖွဲ့ဝင်ဖြစ်ရွေးချယ်ခံခဲ့ရပါတယ် Living Hawk ကသိပ္ပံပညာဘွဲ့ဒီဂရီတွေရာထူးစည်းစိမ်တွေကိုပိုင်ဆိုင်မထားပေမဲ့သူရဲ့ဆက်စုစိတ်လက်တွေ့ကြကြစမ်းသပ်လို့စိတ်နဲ့ကိုအားကိုကိုတဲ့ဒီထွင်နိုင်စမ်းနေကြောင်းပဲမျက်စိနဲ့မမြင်နိုင်တဲ့သက်ရှိလောကကြီးတစ်ခုလုံးလူသားတွေအတွက်စတင်ဖွင့်လှစ်ပေးခဲ့တဲ့သူပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနောက်ပိုင်းမှာတော့ဒီပညာတွေတော်တော်လေး အရှင်ဟောင်းနဲ့တိုးတက်လာတာပေါ့ဗျာ၁၈ရာစု၁၉ရာစုတော့မှာပညာရှင်တွေကမှန်ဘလူးတွေကိုအသုံးပြုလိုက်တဲ့အချိန်မှာ ပုံစံမတူဘဲနဲ့ပေါင်းစပ်လိုက်ရင်မှန်ဘလူးတွေအရောင်မှားသွားတာတွေပုံပြက်တာတွေဖြေရှင်းနိုင်ခဲ့တာပေါ့ဗျာအဲ့ဒီမှာ1830မှာ Joseph Jessen Lister ကဒီမှန်ဘလူးတွေကိုအကွာအဝေးတိကျထားပြီးတော့ ပေါင်းဆက်အသုံးပြုမယ်ဆိုရင်ဒီပုံပြွေရင်းမှုပြဿနာတွေကိုဖြေရှင်းနိုင်တယ်ဆိုတော့ရှာဖွေတွေ့ရှိခဲ့တာပါဗျာအဲ့တော့ဒီဒီတွင်မှုနှစ်ခုကြောင့်ပဲမန်ဘလူးနဲ့ကြည့်ရတဲ့ပုံရိပ်တွေဟာတိတိတတအကိုကြည်လင်ပြတ်သားလာခဲ့တာပေါ့အဲ့တော့1866လောက်မှာဒီနာမည်ကျော်ကားဆိုင်ကုမ္ပဏီကိုရောက်လာတဲ့အဲ့ Arnes AB လို့ခေါ်တဲ့ယူပါဗီတာပညာရှင်ကြီးဟာဒီယူပါဗီတာနဲ့တင်ချာနေရဒီမန်ဘလူးတွေကို စနစ်တကျဒီဇိုင်းဆိုရမယ်ဆိုတဲ့စီးမြင်တွေကိုချမှတ်ခဲ့တာပေါ့ဗျာအဲ့ဒီတော့အဲ့ဒီမန်ဘလူးတွေကိုအသုံးပြုပြီးတော့ယောဂါတွေဒီလေတွေကနေပဲဖြစ်တယ်ပိုးမွားတွေဒီသက်မဲ့ပစ္စည်းတွေကနေသူကနေသူအလိုလိုပေါက်ပွားလာတယ်ဆိုတဲ့ယူဆာဟောင်းတွေကိုချီဖြတ်ပေးမယ်သိပ္ပံမြန်ရှင်ကြီးတယောက်ပေါ်ထွက်လာခဲ့ပါတယ်အဲသူနာမည်ကတော့ Louis Pasteur လို့ခေါ်ပါတယ် နောက်လာမယ့် episode တွေမှာကျွန်တော်တို့ Louis Pasteur ရဲ့ Jam Theory အကြောင်းကိုကျွန်တော်တို့အသေးစိတ်လေးဆွေးနွေးသွားကြမှာဖြစ်ပါတယ်။အဲကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တူတူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်လာမယ့် episode တွေမှာပြန်တွေ့ကြရအောင်။ Bam Jiu ဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါအောင်လို့ဒီနေ့အနေနဲ့ပဲတောင်းဆိုလိုက်ပါတယ်။